အခုတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒီနေ့မှာတော့ဒီတရုတ်ထိုင်ဝမ်သတင်းနဲ့ဆက်ရအောင်ပါထိုင်ဝမ်ရေလက်ကြားရဲ့ဒီဂျားနေမြင်းပေါ့နော်အာ medium line ကိုအ ਨੇ ဆုံးတရုတ်လေရင်15စီးလောက်ဖြတ်ပြန်ခဲ့တယ်လို့ထိုင်ဝမ်အစိုးရကပြောပါတယ်အဲ့ဒီ15စီးကတော့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောတဲ့ထိုင်ဝမ်ကျွန်းနားမှာတောက်ကြနေရတွေ့ခဲ့ရတဲ့တရုတ်လေရင်အစီး80ကျော်တဲကဖြစ်ပါတယ် တယ်။လေရင်တွေနဲ့အတူတရုတ်စစ်သင်္ဘော6စီးကိုလည်းတွေ့ခဲ့တယ်လို့ထိုင်ဝမ်ရဲ့ဂျင်ညာချက်ထဲမှာဖော်ပြထားပါတယ်။ဒါဟာ British ရေတပ်ကင်းလက်သင်္ဘောတစီထိုင်ဝမ်ရေလက်ကြားကိုဖျက်ကျော်ပြီးတဲ့နောက်မှာ ဖြစ်ခဲ့တာပါ။ British ရေတပ်ကင်းလက်သင်္ဘောဒီ HMS Bay ဟာဒီထိုင်ဝမ်ရေလက်ကြားကိုဂျွန်လ18ရက်နေ့ကဖျက်ကျော်ခဲ့တာဖြစ်ပါတယ်။ဒါဟာ၄နှစ်အတွင်းမှာ British သင်္ဘောတစီထိုင်ဝမ်ရေလက်ကြားကိုဖျက်ကျော်တာဖြစ်ပါတယ်။ တရုတ်ကဗြိတိရှားရဲ့လုံရက်ဟာတမင်တသက်ပြဿနာရှာတာဖြစ်တယ်လို့ဆွဆွဲထားပါတယ်ဗြိတိန်ရေတပ်ကတော့နိုင်ငံတကာဥပဒေတွေနဲ့အညီသွားလာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ထိုင်ဝမ်ကအချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားပြီးတော့တရုတ်ကတော့ထိုင်ဝမ်ဟာဆိုရင်ဒီတရုတ်နိုင်ငံရဲ့ပိုင်နက်ဖြစ်တယ်လို့သတ်မှတ်ထားတာပါ